။မြန်မာနိုင်ငံပြည်သူများမင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့တုံးဆောင်အောင်ပါ။ဒီကနေ့တင်ဆက်ပေးသောမယ့်ဆောင်းပါးလေးကတော့တက်ကိုလည်းအတူကျော်တက်ကိုလည်းအတူစောဆိုတဲ့အိုးရင်စာစဉ်ကအဒီတာအာဘော်ပဲဖြစ်ပါတယ်ခင်ဗျာ။တက်ကိုလည်းအတူကျော်တက်ကိုလည်းအတူစောဒီလူလူတို့ရဲ့ဆင်းရဲဒုက္ခအခုချိန်ကာလဟာမြန်မာတက်ဂရိတ်1389ခုနှစ်ကိုကူးပြောင်းတဲ့နှစ်တည်းအခါသားများအစဉ်ဖြစ်ပါတယ် ဒါပေမဲ့အခုနှစ်နှစ်သက်ဟာတော့ဗမာပြည်သူလူထုအတွက်မင်္ဂလာတရားကင်မဲ့တဲ့ဝမ်းနဲ့ပူဈေးဝယ်ရာနှစ်သက်ဖြစ်နေပါဗျ။အခုအချိန်မှာပြည်သူလူထုပေါင်းဟာတမိုင်းတွင်အောင် ကြီးနေလာတဲ့ဒုက္ခဒုက္ခပေါင်းစုံကိုခါးသိခံနေကြရပါဗျ။ပြည်ကြတဲ့နှစ်မိုးရင်းမှာစိုက်ကလုံးတန်နဲ့ရေပိတန်တို့ကိုနှစ်လသာချပြီးခံစားခဲ့ရတဲ့ပြင်ဒီနှစ်မလမှာလည်းအင်မတန်ပြင်းထန်တဲ့တမိုင်းဝင်ငနေကြီးရဲ့ဘေးကိုခံစားခဲ့ကြရပါဗျ။စကိုင်းနဲ့မန္တလေးညီပတ်ဝန်းကျင်ကမြို့အများအပြားထိခိုက်ပျက်စီးခဲ့ပြီး ထောင်နဲ့စီတဲ့ပြည်သူအများပြားလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။ငနေဘေးမတမီကလေးကထွေထွေကြက်တဲတံကြောင့်ဆင်းရဲတွေနဲ့နေတဲ့ပြည်သူလူထုဟာငနေဘေးကြီးမှာမိသားစုဝင်နဲ့မိတ်ဆွေအပေါင်းအသင်းဆုံးရှုံးတာနောက်ဆက်တွဲငလင်တွေကိုကြောက်ရတာတပွားလုံးစုအောင်ထားတဲ့ဥစ္စာဒနာဆုံးရှုံးတာတွေကြောင့်တပူပေါ်နှစ်ပူမက၃ပူစင်းနဲ့ရှင်းနေပွဲရအဖြစ်မျိုးကြုံနေကြရပါတယ်။စစ်အုပ်စုရဲ့တုံ့ပြန်ပုံအခုလိုဒတိုင်းပြည်လုံးပူစေးဝမ်းနေနေရာချိန်မှာငနေဘေးတင်ပြည်သူတွေပေါ်စစ်ကောင်စီရဲ့တုံ့ပြန်ပုံကတော့ တကဘာလုံးကိုပါဇက်အဟောင်းသာဖြစ်စေခဲ့ပါတယ်။ဘုံနေကြည်ရန်တွေနဲ့တုံ့ပြန်ခဲ့တာပါ။ငနေဘေးတင်ဒေသတချို့ကိုအလောင်းတွေကပုံနှံထွက်တဲ့အထိကယ်ဆယ်ရေးအဖွဲ့တွေမလွတ်နိုင်နဲ့။ဘုံမင်းအောင်လိုင်းစက်ကောင်စီဟာဘုံကျဲဖို့မတရားစစ်တာဆူဆောင်ဖို့တော့နည်းနည်းလေးမှလက်မနှိမ့်ခဲ့ပါဘူး။ငနေလှုပ်ပြီးနိုင်ရိုင်းကြာလောက်ကဘုံစာအကျဲလိုက်တဲ့အကျဲဟာလူကြားကောင်းအောင်အပြည့်အကြီးညာထားတဲ့ကြားကဒီနေ့အထိဆက်ကျဲနေတာပါ။ကလင်းငယ်ရီအသက်ကြီးရွယ်ဦးတွေနဲ့တကြံတွင်ဥပုပ်ဆောင်နေတဲ့ဘုံကြီးเจ้าမှာမကျန် ကျန်သူလူသဘောထားပြီးပုံကျဲတိုက်ခိုက်နေတာပါအခုလိုရုံမှာကောက်ကျစ်တဲ့စေအုပ်စုဟာတစ်ဖက်မှာလည်းငွေလီဘေးတင်ပြည်သူတွေကိုဗန်းပြပြီးနိုင်ငံတကာစစ်မြေနာမှာလူရဝင်အောင်ဖွေးတို့ဘောက်ကဝင်တွန်းနေပြီးရုကောက်ပွဲကျင်းပဖို့ကိုလည်းဆက်လက်အားခဲထားပါသေးတယ်ဆက်ဆက်ရေးစဉ်းစားဟန်များဒီခင်းကျင်းမှာစစ်ကောင်တီတပ်ပုံပြီးအံဩစရာကောင်းတာကတော့ဒီလောက်ရက်ဆက်ကြမ်းကြုတ်ပြီးကိုကျူးတာကြီးတဲ့စစ်ကောင်စီနဲ့စစ်ဆက်ဆွေးနွေးဖို့တိုက်တွန်းတဲ့ညီငယ်ကြီးပွဲသားတွေပါပဲ။ ဒီချိန်မှာတော်လင်းအင်အားစုတွေအနေနဲ့လည်းတိုင်းဖြတ်ပြီးဖြတ်ဖက်စစ်တပ်ကိုဆွေးနွေးလိုစိမ့်ရှိတယ်လို့စစ်ကောင်စီဟာလည်းသူတို့အာဏာတည်မြဲဖို့အတွက်တော်လင်းအင်အားစုတွေနဲ့ပြည်သူအများပြားကိုရှင်မုံပြဖို့ကြိုးပမ်းနေတယ်ဆိုတာအလုံးမျက်မြင်ပါပဲ။ဒါကြောင့်အခုချိန်မှာဆစ်ဖက်ရီလိုင်းတင်တဲ့ပုံကိုယ်ရရဲ့စဉ်းစားဟန်ဟာလက်တွေ့ကနေကင်းပါနေတယ်လို့ပြောလိုပါတယ်။တွေးစီညီညွတ်ရေးမှသည်စစ်အာဏာရှင်စနစ်ရှုံငင်းရေးစီတို့ရှင်းမှန်ပြောခဲ့တဲ့တနင်္ဂနွေလုံးကပြည်သူလူထုကြီးဟာကြီးမားပြင်းထန်လာတဲ့သဘာဝတံပေးကြီးကြောင့် ဒုက္ခပင်လေဝေဒူဝေဝန်နေပူဆွေးသူပူဆွေးဖြစ်နေကြပါတယ်။စက်ကောင်စီကလည်းအခုလိုတမိုင်းဝင်ကပ်ပေးကြီးဂျုံနီယာချိန်မှာတော့ပြည်သူလူထုအပေါ်မဆာမနာပုံကျက်တက်ခံနေတဲ့အတွက်စစ်မှုထမ်းစုဆောင်နေတဲ့အတွက်ပြည်သူတွေရဲ့စိတ်ဒုက္ခကပိုမိုကြီးမားနေပါတယ်။အချိန်တည်းမှာပဲတော်လန်ကြီးရဲဘော်မြောက်ဦးမြားအသက်သွေးရွှေပေးဆက်ခဲ့တဲ့အပြင်ဒေသခံပြည်သူလူထုပါထိခိုက်တိုက်ဆုံးခဲ့ပြီးခက်ခက်ခဲခဲတက်ဦးထားရတဲ့လာရှုမြို့ကိုလည်းအိမ်နီးချင်းတိရုံနိုင်ငံရဲ့ဂျောင်းရင်ဖတ်ဆော်မှုကြောင့် စစ်ကောင်စီလက်ပြန်အပ်လိုက်ရတဲ့အဖြစ်ကြောင့်မရှိတင်ခဲ့ဖြစ်နေသူတွေလည်းဒုနယ်တွေပါအခုလိုစိတ်အားယုတ်စရာအဖြစ်ပြက်တွေရှိနေတယ်လို့တပ်ဖက်မှလည်းငလင်ဘေးကိုပြည်သူလူထုရဲ့စုပေါင်းအင်အားနဲ့ရင်ဆိုင်ရတာတွေတပ်မ80ခွန်တပ်မဖမ်းဆီးခံရတာတို့အင်းတော်မျိုးကိုတိမ်မက်ရမိတာတို့လိုမျိုးအားတက်စရာတွေလည်းရှိနေပါတယ်။ဒါကြောင့်အခုလိုအချိန်မှာဖိနှိပ်ခံလူဒန်းသားကဖိနှိပ်သူလူဒန်းသားကိုတစ်ချိန်မှာအနိုင်ရနိုင်မယ်ဆိုတဲ့တော်လှန်ရေးအတွေးခေါ်ကိုနှလုံးသွင်းပြီးစစ်အာဏာရှင်တိုက်ဖြတ်ရေးထိကြီးကိုမဆုံမနစ်ဆောင်နိုင်ကြဖို့တိုက်တွန်းလိုပါတယ်။ ရေလိုတော်လင်ခီကို၆နိုင်ရမှာလဲဤသူလူလူရဲ့အင်အားပေးစီညီညွတ်မှုရဲ့အင်အားကိုမမေ့ကြော်ပဲဤသူကိုဥထိတ်ထားညီညွတ်ရေးကိုတိဆောက်ကလူလူချင်းဖိနှိပ်မှုကင်းပြီးလူကုန်တိုက်ခါနဲ့ညီတဲ့ခက်တဲ့စနစ်တဲ့စီကိုမျှော်ဤတင်ကြောင်းတင်ပြလိုက်ပါတယ်။